အားလုံးပဲမင်္ဂလာပါဒီဗီရာဆိုလို့ရှိရင် C++ tutorial series ဆက်တင်ကြောင်းဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော် header file နဲ့ပတ်သက်ပြီးရှင်းပြပါမယ် header file ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ C++ programming ဆိုအဓိကပါဝင်တဲ့အပိုင်းတစ်ခုကိုပြောပြအောင်အခုကျွန်တော်တို့ C out ဆိုတဲ့ function ယူသုံးတယ် C out ဆိုတဲ့ function ယူသုံးမှုတော့ဆိုလို့ရှိရင်ကျွန်တော် io string ဆိုတဲ့ဥစ္စာ include မထားပါဘူးကျွန်တော်ယူသုံးခွင့်မရှိဘူးဘာကြောင့်လဲဆိုရင်အဲ့ဒီမှာ C out function ဘက်ရေးထားတာရှိတယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော် C out function ကိုမယူဘဲနဲ့ရေးလို့ရှိရင်အဲ့ဒါရေးလို့မရဘူး ဥမာဆိုတော့ရှင်အရင်ဗီဒီယိုမှာပဲသိကြည့်ပါဦးကျွန်တော် math function ကိုယူသုံးမလုပ်တယ်အဲ့မဲ့ c math ဆိုတဲ့ function အဲ header file ကျွန်တော် include လုပ်ထားတဲ့အခါကျတော့ရေးလို့မရအောင် error ဖြစ်တဲ့အဲ့လိုပုံမျိုးပဲကျွန်တော်တို့ load အပ်တဲ့ဥစ္စာတွေအားလုံးအဲ့ header file ထဲမှာအခုမှဆိုရင်ကျွန်တော် string function ကိုယူသုံးမယ် string ဥစ္စာကျွန်တော်ပြောတော့ပြောတယ်ဆက်မှာ string ဥစ္စာကိုယူသုံးမယ်ဆိုလို့ရှိရင်အဲ့ string header တကူကိုကျွန်တော် include လုပ်အောင်မယ်မဟုတ်လို့ရှိရင်ကျွန်တော်ယူသုံးခွင့်မရှိဘူး error ဖြစ်လိမ့်မယ်ဟုတ်ပြီလားဟုတ်လားအဲ့တော့ကျွန်တော်တို့ပြကြတဲ့ဥစ္စာအခုဥပမာဆိုလို့ရှိရင် c out ဆိုပြီးကျွန်တော်ရေးတယ် num1 ဆိုပြီးကျွန်တော်ရေးလိုက်တယ် နံ1ဆိုပြီးရေးပွဲအခု rank ကြီးကြီးဒီဥစ္စာမှာ error ဖြစ်နေတယ်။ဘာကြောင့်လဲဆိုရင်နံ1ဥစ္စာကျွန်တော်ပေးထားတာမရှိသေးတဲ့ပဲမျိုးအဲ့လိုပဲ header ဆိုလို့ရှိရင်လည်းကျွန်တော်ယူသုံးချင်တဲ့ function က call လို့အထဲထဲမှာ call ရမယ့်နဲ့ကျွန်တော် include လုပ်ဖက်နဲ့ call လို့ရှိရင် machine ဆိုပုံစံပြောရမယ်။အဲ့တော့ကျွန်တော်တို့ဥစ္စာဒီ nan1 ကိုပြချင်တယ်ဆိုရင် nan in nan1 equal to 5ဆိုပြီးကျွန်တော်ရေးလိုက်ရေးပွားလို့ရှိရင်အခု rank ကြီးလို့ရှိရင်ရပါမယ်။ ဲ့လိုပုံစံမျိုးပဲ hacker fan နဲ့အတူတူပဲကျွန်တော်ဒီပုံမှာ include လုပ်လုပ်ပွင့်ရင်ဒီအောက်မှာလမ်းရေးလို့ရတယ်အဲ့လိုသူတို့ function ထဲမှာရှိနေတဲ့ဥစ္စာရေးလို့ရဟုတ်ပြီကျွန်တော်မြင်မယ်အဲအခုဆိုရင်ဥပမာဥပမာနေလားဆိုလို့ရှိရင်ကျွန်တော် include လုပ်ရတယ်ဆိုတော့ပြမယ်ဟုတ်လား include ဒီနေ့ကဗီဒီယိုမှာလည်းကျွန်တော်လုပ်ပြီးတာဟုတ်ပြီလား CMS ဆိုရင်ကျွန်တော်ရေးလိုက်တာ ਨੇ ကျွန်တော် mass function နဲ့ပတ်သက်တဲ့ဥစ္စာအားလုံးခေါ်ပြီးတော့သုံးလို့ရပါတယ်။ဟုတ်ပြီကျွန်တော်မေးလိုက်မယ် ကိုကိုတိုင်ရောအသက်ရေးလို့မရဘူးလားဟာတာဖိုင်တခုကိုဟာတာဖိုင်နဲ့ရေးလို့ရတာပါဘာလို့ရေးလို့မရမှာဘယ်လိုရေးလို့ရလဲဆိုရင်ကျွန်တော်ဘာတွက်သုံးမလဲဆိုရင်အခုမှဆိုရင်အဲ function တခုကျွန်တော်ထပ်ထပ်လက်လက်ခေါ်ပြနေတယ်အခုဆိုရင် number နှစ်ခု shift လုပ်တဲ့ဥစ္စာမျိုး swap လုပ်တဲ့ဥစ္စာမျိုးဟုတ်ပြီလားအဲ့ခါကြလို့ရှိရင်အဲခါတလဲကျွန်တော်ရေးနေမယ်အစားဟာတာဖိုင်နဲ့မှရေးထားလိုက်မယ်ရေးပွိုင်း swap ဆိုရ function တစ်ချက်ခေါ်လိုက်တာ ਨੇ အဲ့ number နှစ်ခုကိုဘယ်လိုပြောမလဲရွှေ့လိုက်တဲ့ပုံစံမျိုးဖြစ်သွားမယ်အဲ့လိုပုံစံမျိုးဥစ္စာလဲကျွန်တော်သုံးလို့ရဥပမာအနေနဲ့ပြောတာပါဒါဟုတ်ပြီလား ဒါမှမဟုတ်ဒီကွမ်းနေက function တစ်ခုထပ်ထပ်ဆက်လက်သုံးတယ်ဒါမှမဟုတ်ရင်ကွာဒီ program တစ်ခုတည်းမှာမဟုတ်ပဲနောက်ထပ် program မှာလည်းကိုကယူတုံးစရာရှိရဆိုရင် header file တစ်ခုဖွင့်ပြီးအဲ့ဒါကိုထည့်ထားလိုက် now feed အဲ now program တစ်ခါရေးတဲ့ခါကျရင် i file include လုပ်ပွားလို့ရှိရင်တစ်ချက်တစ်ချက်နှစ်ချက်ရောက်ရလာ i function တစ်ခုအဲ့ဆိုလို့ရှိရင်အဲ့ဥစ္စာတွေကပြန်ပြီးပေါ်လာအဲ့ခါကျရင်ကိုလိုချင်တဲ့ function ယူသုံးလိုက်လေးရပါတော့ပြီးသွားတော့နောက်ကြရင်ကုတင်ငယ်ချင်းတွေကိုအဲပေးခြင်းတဲ့ခါမျိုးနောက်ကြရင်ကိုယ့်ရဲ့လုပ်ဖို့ကံပဲတွေကိုအဲ့ ကိုရေးတဲ့ဥစ္စာတွေပေးခြင်းတဲ့ခါမျိုးဝေပေးခြင်းတဲ့ခါမျိုးတိုင်းအဲ header file နဲ့ချက်ပေးလိုက်အောင်ねသူတို့အဲ့အထဲမှာရှိတဲ့ function ကိုဆက်ယူသုံးလိုက်တာနဲ့ရသွားပြီဟုတ်ပြီအဲ့ခါကျဘယ်လိုမှဖွင့်မလဲဆိုရင်ဥပမာဆိုရင်အခုလောတဲ့မဖွင့်ခင်မှာ C++ TUD ဆိုတဲ့ file နဲ့မှကျွန်တော်ထည့်ထားတယ်ဒီမှာကြည့်ကြည့်ပါဟုတ်ပြီလားဒီ file နဲ့မှဆိုရင်လောလောဆယ်၄ခုပဲရှိရဟုတ်ပြီလား၄ခုပဲ main ရှိတယ်အဲ depend ရှိတယ်၄ out ရှိတယ်နောက်ကြလို့ရှိရင် project file ရှိတယ်အခုအစ်စ်ဖွင့်မယ်ဆိုလို့ရှိရင် စီဘောဘလော့မှာဆိုရင် new file နှိပ်နှိပ်ပွင့် new နှိပ်ပွင့် anti file နှိပ်လိုက်ပြီးရှင်အဲ yes or no ပို့လာမယ် save လုပ်မလို့လို့ကျွန်တော် save လုပ်လိုက်မယ် yes နဲ့လာမယ်နှိပ်ပွင့်သူစားပေါ်လာရှင်အဲ့ဒီမှာကျွန်တော်ကနာမည်ကို info ဆွေးပေးမယ်ကိုကဘယ်ဥစ္စာကြိုက်လဲကြိုက်တဲ့နာမည်ပေးတယ်ကိုနာမည်ပေးပေးဒါမှမဟုတ်အထက်မှာရှိနေ fashion ကိုပဲပြတ်တက်ပြီးတော့ဟာရေးနာမည်ပေးနေတယ်ဆိုလည်းရတယ်နောက်ပြန်ရင် low mouse အဓိက low mouse က dot နောက်ကြလို့ရှိရင် h ဆိုပြီးရေးဟုတ်ပြီလို့ပွားလို့ရှိရင်ကျွန်တော် save လုပ်လိုက်ဒီ dot h ဆိုတဲ့ဥစ္စာဘာပြောလဲဆိုရင် ထထဖောင်ပြောတာဟုတ်ပြီလားတဖြုတ်ဥစ္စာမရေးရအောင်ဒီဥစ္စာအဓိကကြတာ .h ကိုရေးမှုမမိပါနဲ့နောက်ကျ safe name လိုက် safe name ဝိုင်းဒီနှစ်ခုလုံးအမှန်ချေပွားရင် okay နဲ့လိုက် okay နဲ့ပွားလာတယ်မှာကျွန်တော်မြင်ရတာဟတာဆိုပြီးပေါ်လာပြီအဲ့ခါကျရင် info.h ဆိုတာပေါ်လာပြီဒီဥစ္စာဒီဘက်ဘေးနှစ်ခုမှာရှိတယ်ဟုတ်ပြီလားပြောင်းနေတာဆိုရင်ဒီဥစ္စာဒီဘက်နဲ့ညာဘက်ဥစ္စာရွှေ့လိုက်ရအောင်လည်းရဟုတ်ပြီကျွန်တော်ဒီထဲမှာအရင်ဆုံးကျွန်တော်ကြီးအောင်လုပ်လိုက်မယ်ဟုတ်ပြီလားကောင်းကောင်းမြင်အောင်ဟုတ်ပြီအခုကျွန်တော်ဒီမှာ ကျွန်တော်ဘာမှ function တွေလည်းအဲ့လိုညီအစ်ပေးတာလည်းမရှိတဲ့ခါတော့အဲ integer နဲ့ပတ်သက်ပြီးပေးတာတို့ float နဲ့ double တို့အဲ့ဒါတွေပဲရှိတဲ့ခါကျွန်တော် integer ဆိုပြီးကျွန်တော်ရေးလိုက်မှာဟုတ်လားကျွန်တော်ဟို main function တွေမှာ main.cpp ထဲမှာယူသွင်းမှုတော့ဆိုလို့ရှိရင်ဒီမှာကျွန်တော် in ဆိုပြီးတော့ name 1ဆိုပြီးကျွန်တော်ပေးလိုက်မယ် equal to 10ဆိုပြီးကျွန်တော်ပေးလိုက်မယ်ပေးသွားလို့ရှိရင်အဲဒီဘက် function လာမယ်လာမှရင်ဒီဥစ္စာဖြုတ်လိုက်မယ်ဖြုတ်ပွဲခုလို့တဲ့ကျွန်တော် ram ပဲဆိုလို့ရှိရင်ဒီဥစ္စာဒီ name 1ဆိုတာဒီထဲမှာမရှိဘူးဟုတ်တယ်မလားဒါပေမဲ့ ram ပဲဆိုရင် error ဖြစ်နေမယ်ဘာကြောင့်လဲဆိုရင် ဒီနံမွန်းဆိုစားပေးတာမရှိဘူးဒီထဲကနေပေါ့ကျွန်တော်နှိုင်းပြီးတော့ယူသုံးနေတာဆိုရင်အခု loss ဘာမှမကြီးတာတော့ကြောင့်မဒီ function ယူသုံးခွင့်မရှိဘူးဟုတ်ပြီလားယူသုံးခွင့်မရှိတဲ့ခါကျရင်လုံးလုံးမရအောင်ဘာမှလုံးလုံးမရအောင်အဲ့တော့အခုကျွန်တော်လုပ်မယ့်ဥစားပါလဲဆိုရင် include ပြန်လုပ်ရမယ် include ပြီးသွားလို့ရှိရင်ကျွန်တော်ဘယ်ဥစားသုံးလဲဆိုရင်မျက်တောင်အဖွင့်ပဲသုံးမယ်သုံးမှရင် info ဆိုဥစားနဲ့ကျွန်တော်ပေးရဆိုရင် info လောက်ခေါ်ဟောပိုင်း range ကြီးဒီခါကျရင် range ကြီးလို့ရှိရင်တန်းစီပေါ့လားဘာကြောင့်မလို့ဖြေသွားလို့ဆိုရင်အခု program sub runner နဲ့ပေါ်ဆုံးသွားမယ် io stream ကိုသွားလိုက်တယ်အဲ့ဒီကိုသွားလိုက်ခါကျရင်အဲ့ဒီမှာရှိတဲ့ function သူကနေပြီးတော့ဖတ်လိုက်တယ်ဆိုတော့ py function ဒီကိုလာတယ်ဒီလိုလာတဲ့ခါ cmax ကိုသွားတယ် cmax ကိုသွားတဲ့ခါကျရင်ဒီထဲမှာရှိတဲ့ function ကိုဖတ်တယ်ဖတ်ပွားလို့ရှိရင်ဒီလိုလာတယ်ဒီလိုလာတဲ့ခါကျရင်ဒီမှာကျွန်တော် num1 ဆိုပြီး int ပေးတာတခုရှိရအဲ့တော့သူကနေဖတ်ပွားရင်ကွန်ပျူတာဖတ်ပွားရင်ဆိုရင်ဒီအောက်ကိုလာတယ်လာတဲ့ခါကျရင် main function ကိုလာတယ် main function ကနေမှာ c အောက်ကိုလာတဲ့ခါကျရင် num1 ဆိုတဲ့ဥစ္စာသွားတွေ့ပါလား num1 ကိုငါသိတယ်အရင်အရင်ဥစ္စာမှာအရင် format က include တွေမှာဖတ်ထားတယ်ဒီ info.html နံဝန်းဆိုတာရှိနေတယ်အဲ့တော့ငါဒီဥစ္စာထုတ်ပြမယ်ဆိုတော့ကုစားနေပါဒီနံဝန်းဥစ္စာထုတ်ပြလိုက်တယ်ဟုတ်ပြီလားခုကျွန်တော်ဒီမှာ power function တုံးနေတယ်အဲ့တော့ကြာရင်ကျွန်တော် int result equal to pow ဆိုပြီးကျွန်တော်ခေါ်လိုက်မယ် pow ဆိုပြီးခေါ်ပွင့်5ကျွန်တော်နှစ်ထပ်လုပ်မယ်ဆိုရင်2ဆိုပြီးတော့လိုက်မယ်ဟုတ်ပြီလားနှစ်ထပ်လုပ်မယ်ဆိုတော့အခုကျွန်တော် ram မှာဆိုရင်အဲအခုလောက်တဲ့ဒါကိုဖြတ်လိုက်မယ်ဒီဥစ္စာမဖြတ်ဘူးမဖြတ်ဘူးဒီတိုင်း run run ကြမယ်ဒီခါကျရင်ရလိမ့်မယ် ရမယ်ဆိုတော့ကျွန်တော် result ကိုပြမှာစင်းတော့ result in ဆိုပြီးရေးလိုက်မယ်ခု run မယ်ဆိုလို့ရှိရင်အဲ25ဆိုပြီးပေါ်တယ်ဟုတ်ပြီဘာကြောင့်ပေါ်လဲဆိုရင်ကျွန်တော်တို့ mask ကိုဟိုစား include လုပ်ထားတယ်ဖတ်ထားတဲ့ project မှာဟုတ်ပြီလားအဲ့တော့ဒါကိုဖြတ်လိုက်မယ်ဖြတ်ပြီးခုကျွန်တော် run ကြည့်မယ် run ကြည့်လို့ရှိရင် error ပြတယ်ဟုတ်ပြီကျွန်တော်တို့ဒီဥစ္စာကို mask ကိုလည်းထည့်ထားမှာထည့်ပြီးတော့ run ကြည့်မယ်ဆိုရင်ရောအခုဆိုရင်ဒီလိုကြရင်ရောရမလားမရဘူးဘာကြောင့်လဲဆိုရင်အဓိကက mass ကိုအရင်မလာဘဲနဲ့ဒီ info မှာဒီ power သုံးခွင့်မရှိဘူးဟုတ်ပြီလားအဲ့တော့ကျွန်တော်လုပ်မယ့်ဥစ္စာဒီ mass function ကိုအပေါ်မှာထားပြီးတော့ဒီ include ထဲမှာထည့်ရမယ်အဲ include ကိုအောက်မှာလာရမယ်အဲဒီ info.h ကိုအောက်မှာလာရမယ်အဲ့ခါကျမှရလိမ့်မယ်အဲ့လိုပုံစံမျိုးနဲ့ ram မှာဆိုရင်ရမယ်ဒါမှမဟုတ်လို့ရှိရင်ကိုကနေပေါ့ mass function ကိုတိတက်နေနဲ့ header file နဲ့ info.header ထဲမှာထည့်ကျင်လာဆိုလည်းရတယ်အဲ့တော့ဒါကိုကတ်နိုင်လာမယ်နှိပ်ပွင့်ရင်ဒီထဲမှာကျွန်တော်ပေါ်တယ်မှာတပွားလို့ရှိရင် နှိပ်လိုက်မယ်အခုအဲဒီဥစ္စာကို copy paste လုပ်လိုက်မယ်လုံးဝရင်ဒီထဲမှာဆိုလို့ရှိရင်အခုပြန် run ကြည့်ကြည့်မယ်အတိတ်ပဲပါသွားမလို့ဆိုရင်ဒီဥစ္စာကိုသွားမယ် io stream သွားပါလို့ရှိရင်ဒီ header file ကိုသွားမယ် header file ကိုသွားလို့ရှိရင် header file ထဲမှာဘာပြန်ဖတ်မလဲ cmax ကိုဖတ်မယ် sub one ဒီဥစ္စာကိုအဲ power fan ကိုယူသုံးခွင့်ပေးလိုက်မယ်ပေးသွားလို့ရှိရင်ကျွန်တော်ဒီမှာ subscribe မှာ result ရဲ့ဥစ္စာကိုပြအောင်အခု run ကြည့်လို့ရှိရင်ဘယ်လောက်ပြအောင်လဲဆိုရင်25ပြလိုက်မယ်ဟုတ်ပြီလားအခုနောက်တော့ကျွန်တော်အဲဒီဥစ္စာဆိုရင်ဒီလိုပုံစံမျိုးဆိုရင်ဘယ်လိုဖြောရလဲဆိုတော့ကျွန်တော်ပြန်ရှင်းပြမယ် ဒီအောက်မှာဆိုလို့ရှိရင်အခု io string ကိုသွားတယ် header ကိုဆောက်တော့ info.header ကိုသွားတယ်ပြီးတော့လို့ရှိရင်ဒီထဲမှာ power swell ဥစ္စာကိုယူသွင်းလို့ design မှာ power swell ဥစ္စာကျွန်တော်အရင်ဆုံးပေးထားတာရှိ power ဒီ info ရဲ့အောက်မှာရှိနေခါတိုင်းဒီဥစ္စာကိုယူသွင်းလို့မရှိ power ကိုယူသွင်းလို့မရှိ pow လို့သုံးရဟုတ်ပြီလားအဲ့တော့အဓိပ္ပာယ်အဓိပ္ပာယ်ကကျွန်တော်ဒီဥစ္စာကိုအပေါ်မှာထိုင်းရင်ထားတမ်းမှရင်ဒီအထဲထဲမှာထည့်ရင်ထည့်လိုက်နှစ်ခုရက်တစ်ခုလောက်မဟုတ်လို့ရှိရင်မရမှာပေါ့နောက်တစ်ခုဥစ္စာကဘာလဲဆိုရင် define ဥစ္စာလုပ်လို့ရ define ဆိုတာဘာလဲဆိုရင် အခုလိုမျိုးကျွန်တော်တို့အင်းတို့ဘာလို့ပေးတယ်လို့မျိုးပဲကိုကနေပေါ့အဲအစ်စ်ပေးလို့ရဒီပေါ်ဆုံးမှာဥပမာဆိုရင်ကျွန်တော် define ဆိုရေးလိုက်မယ် define ဆိုရေးပွားရင်ဒီ define မှာတခုရှိတာကျွန်တော်တို့ variable ဥစ္စာကိုနာမည်ကိုအားလုံးအကြီးနဲ့ရေးရမယ်ဥပမာဆိုရင် name name ဆိုပြီးကျွန်တော်ရေးမယ် name ဆိုပြီးရေးလိုက်မယ် name 2ဆိုပြီးကျွန်တော်ရေးလိုက်မယ် name 2ပြီးတော့ equal တွေဘာညာလောက်ဆံမလို့ကျွန်တော်တို့ဘာရေးခြင်းလဲဥပမာဆိုရင်16ဆိုပြီးကျွန်တော်ရေးခြင်းလားဆိုရင်16ဆိုပြီးရေးလိုက်ဒီဥစ္စာမှာကျွန်တော်ဘာမျိုးစားလဲဆိုတာရေးပြရမလို့တွတ်သူအော်တိုဖြုတ်သွားလိမ့်မယ်ဟုတ်လားဒီဥစ္စာက 16ဆိုပြီးရေးထားလို့ရှိရင်ဒါ integer ဒါမှမဟုတ် double ကျွန်တော်ဒါတမတော်ရထဲထားဆိုရင် double ဒါမှမဟုတ်ရှိ float ဆိုပြီးကျွန်တော်သတ်မှတ်တယ်။နောက်ကြရင်ကျွန်တော်မျက်စောင်အဖွင့်ပိန်တဲ့လိုမျိုးလေးထိုက်ပြီးတော့ရေးရဆိုလို့ဒီ16ဆိုပြီးရေးရဆိုရင်ဒါ string character အဲ့လိုပုံပေါ်မြင်သွားလိမ့်မယ်။ခုလိုဆိုရင်ကျွန်တော် character နဲ့ပဲပြကြတယ်။အဲ့တော့ string နာမနဲ့ပဲပြကြတယ်။16ဆိုပြီးရေးလိုက်မယ်။ရေးပွားရင်ကျွန်တော်ဒီမှာနေတော့ num num2 ဆိုပြီးကျွန်တော်ခေါ်လိုက်လို့ရှိရင်ငါပေါ်လာလိမ့်မယ်။ဟုတ်ပြီလား define ပုံစံလေးနဲ့အဲ့ကဘောင်းနှိပ်ပွားရှိ range ရေးခု range ရေးဆို16ဆိုပြီးပေါ်လာတယ်။ ကိုကလည်း string နေနဲ့ပေးခြင်းတာဆိုလို့ရှိရင်ရတယ်အဲ name ဆိုပြီးကျွန်တော်တို့က name ပြောလို့ရှိရင်ညတော့ဖွင့်ပေးပေးပွလို့ရှိရင် mean ဆိုမြန်မာမြန်မာစကားဆိုโอเค mean လွင်ကျော်ဟုတ်ပြီလားအခုကျွန်တော် run လိုက်မယ်ဒီဥစ္စာဟာဒီဥစ္စာ name ပြရမယ်အဲ့တော့ name name ဆိုပြီးပေးပွရင်အခု run ကြည့်ကြည့်မယ်အခု mean လွင်ကျော်ဆိုပြီးပေါ်လာပြီဟုတ်ပြီလား ရုပ်သာပါလဲဆိုရင် header file ကိုကျွန်တော် definite define လုပ်တာအောင် header file တင်ဖွင့်တာအောင် header ဘာတွေလဲဆိုတာနဲ့ပတ်သက်ပြီးရှင်းပြရည်ဗီဒီယိုဖြစ်ပါတယ်အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံး see you ဟုတ်ပြီလားကျေးဇူးအများကြီးတင်ပါတယ်